ကိုရီးယားနိုင်ငံမှာပန်းချေနေစဉ်နေရိုးလိုက်ရှုတ်တာခံနေရတဲ့ရွှေထူးနဲ့ရွှေမုံများဒီမထင်မဘဲနဲ့ကိုရီးယားနိုင်ငံကိုလည်းပဲရောက်ရှိနေတာကတော့တရုတ်ဆောင်ဆိုတော့မင်းသားရွှေထူးနဲ့ရွှေမုံများဒီတို့ဇနီးမောင်နှံပါဒီလိုဇနီးမောင်နှံအကြားမှာနေရိုးနောက်ရှက်နေလို့လူပြောများနေတာဖြစ်ပါတယ်ရွှေထူးနဲ့ရွှေမုံများဒီတို့ဟာပြီးခဲ့တဲ့ရက်ပတ်ထဲမှာတော့ကိုဝင်မော်ပြူးလေးလွှဲထားရပြီဆိုပြီးတော့ကောလာဟလတဲ့င်းတွေထွက်ရှိခဲ့သေးတာပါအခုအခါမှာတော့ရွှေထူးနဲ့ရွှေမုံများဒီတို့ဟာ ကိုရီးယားနိုင်ငံကိုအလဲပတ်ရောက်ရှိနေကြတာဖြစ်ပါတယ်။အားလုံးလဲတည်ကြတဲ့အတိုင်းနုပညာလောကမှာရွှေရှိကပဲလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ရွှေထူးနဲ့ရွှေနွယ်ညီတို့ကိုနုပညာလောကမှာပြည်သက်တွေကချစ်စရာကောင်းတဲ့စုံတွဲလေးဖြစ်သက်မှတ်ထားကြတာပါ။ရွှေထူးနဲ့ရွှေနွယ်ညီစုံတွဲလေးကိုအစောပိုင်းမှာပြည်သက်တွေကတိတ်မကြည့်ကြပါဘူး။အထူးချစ်ရွှေထူးဟာသူ့ရဲ့ချစ်သူကိုလမ်းခွဲပြီးတော့မြင်မြန်ဆန်ဆန်ရွှေမုံရည်နဲ့လက်ထပ်သွားတာကြောင့်အမြင်မကြည့်တာဖြစ်တယ်လို့ရွှေမုံရည်ရဲ့ဖန်တွေကလည်းအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့အချိန်ကာလတစ်ခုမှာလက်ထပ်သွားတာကြောင့် လူတွေကမြင်မကြည့်ကြတာဖြစ်ပါတယ်။ဒီလိုစိုးပိုင်းမှာလူတွေအမြင်ကြည့်တာခံရတဲ့ရွှေထူးနဲ့ရွှေမုံတို့ဆောင်တွဲဟာအခုချိန်မှာပရိသတ်ချစ်တော်အမှုပညာရှိဆောင်တွဲဖြစ်လာသလိုရုပ်ရှင်လောကအဲကပျော်ကြီးမင်းသမီးတွေနေပညာရှင်တွေကိုတောင်မရောက်ဓာယူခြင်းစိတ်ပေါက်လာစေတဲ့အထိတာယာပျော်ရှင်စရာကောင်းတဲ့ဇနီးမောင်နှံဖြစ်သက်မှတ်ထားကြတာဖြစ်ပါတယ်။အထူးချေရွှေထူးဟာရွှေမုံရည်ဒီကိုပျော်ရှင်စိတ်ချမ်းသာအောင်အမြဲတမ်းထားသလိုရွှေမုံရည်ဒီကလည်းရွှေထူးလိုအပ်တာတွေကိုအမြဲတမ်းဖြည့်ဆည်းပေးနေခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ရွှေထူးနဲ့ရွှေမုံရည်တို့ဟာရှေ့သွားနောက်လိုက်မြင်းကြီးကပရိသတ်မြင်ကွင်းရှိမှာရောက်ကင်မြာနောက်ကံမှာပါစိတ်တူဘူဒူတာယာပျော်ရှင်နဲ့ဇနီးမောင်နှံစုံတွဲလေးဖြစ်ခီးဆက်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လဘာလောက်သုံးမဆိုရင်လဲရွှေထူးနဲ့ရွှေမုံရည်တို့ဟာခိုင်နှင်းဝေရဲ့ရင်သွေးလေးတွေကိုရှင်ပြူပွဲမိနေရကနေជីနူးဆရာမောင်ရှင်လောင်းတွေကိုရှင်ပြူပေးခဲ့တာဖြစ်ပါတယ်။အခုအခါမှာဆိုရင်တော့ရွှေထူးနဲ့ရွှေမုံကြီးတို့ဇနီးမောင်နှံဟာကိုရီးယားနိုင်ငံမှာတွားရောက်လည်ပတ်နေကြတာပါဒီလိုရွှေထူးနဲ့ရွှေမုံကြီးတို့ကိုရီးယားနဲ့တွေ့မ ဘူရင်နဲ့ဘူရင်မပုံစံမျိုးနဲ့ရှောက်လည်နေကြတာကိုကိုရီးယားနိုင်ငံကမိတ်ကဆရာမတူကတော့တတော်မာတင်ခဲ့တာကြောင့်လူတွေသိခဲ့ကြတာဖြစ်ပါတယ်ဒီလိုရွှေထူးနဲ့ရွှေမုံရည်တို့နဲ့အတူနေတော့ပါလားလို့လူတွေကစနောက်နေကြတာပါတကယ်တော့နေရိုးဆိုတာကရုတ်ရှင်မင်းသားအကယ်ဒမီနေရိုးမဟုတ်ပါဘူးရွှေမုံရည်ရဲ့ညီမဝမုံရည်ပဲဖြစ်ပါတယ်ဒီလုံငွေမုံရည်တယောက်နေရိုးနဲ့တူတယ်ဆိုပြီးအပြောခံရတာကအမဖြစ်သူရွှေမုံရည်တူတူတွဲရိုက်ထားတဲ့တပ်ပုံလေးတပ်ပုံကနေစပြုခဲ့တယ်လို့ဆိုရပါလိမ့်မယ် ဒါပေမဲ့ရွှေမုံရည်နဲ့ငွေမုံရည်ရဲ့ပုံစံဟာနေရိုးကိုမိမ့်မပုံစံဝတ်ထားသလိုမျိုးဖြစ်နေတာပါ။ဒါကြောင့်လဲပြိသက်တွေကရွှေမုံရည်ဟာငွေမုံရည်နဲ့ရိုက်ထားတာမဟုတ်ပဲနေရိုးနဲ့ရိုက်ထားတာလားဆိုပြီးတော့စနောက်နေကြတာပါ။အမန်ကဲမှာလဲငွေမှုရည်ဟာအရက်ရှိပြီးတော့မျက်နှာကြည့်တာကြောင့်ငွေမှုရည်ရဲ့မျက်နှာပေါက်ပုံစံကတကယ်ပဲနေရိုးနဲ့ဆင်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲအဲ့ချိန်ကလေးကဆာရှေမှုရည်ရဲ့ညီမငွေမှုရည်ကိုနေရိုးနေရိုးဆိုပြီးတော့နေရိုးနဲ့ချွတ်ဆွတူနေလို့စနောက်နေကြတာဖြစ်ပါတယ်။ အထူးချစ်လူတွေဟာငွေမှုရတီကတော့လမ်းကျင်ရင်လဲမလားတလို့ပြင်လိုက်ရင်လေပို့ပြီးတော့ဆိုးသွားပြီးတော့နေရိုးနဲ့တောင်မတူသွားတယ်လို့ပြောခံနေရပါတယ်။အချို့ပြိသက်တွေဟာဆိုရင်လေရွှေမှုရတီရဲ့ညီမငွေမှုရတီဟာဒါရီကြီးရုပ်ရှင်စကားမှာနေရိုးမိမလို့အလပြင်ထားတဲ့ပုံစံနဲ့ငွေမှုရတီနဲ့ချွတ်ဆွတူတယ်လို့ပြောကြတာပါ။အထူးချစ်နေရိုးကမိမလို့ဝတ်ပြီးတော့အလပြင်ထားတဲ့ပုံစံနဲ့ငွေမှုရတီရဲ့အလပြင်ထားတဲ့ပုံစံကြီးကချွတ်ဆွတူနေတဲ့အတွက်လို့ပြောများနေတာဖြစ်ပါတယ်။ ရွှေမိုရီဟာတကယ်အယုတ်လေးလို့လာပေမဲ့သူ့ညီမငွေမိုရီကတော့တကယ်ကိုမယုတ်ဆိုးပြီးမလဘူးလို့လည်းအချို့ကပြောနေကြပါဗျ။